တရားအားထုတ်မှုစတင်သူများအတွက်တတရားအားထုတ်တာနဲ့ပတ်သက်ပြီးတခြားအားထုတ်နည်းတွေအားထုတ်ဖို့တဲ့သူတွေအတွက်ရော အခုမှစပြီးအားထုတ်မဲ့သူတွေအတွက်ရောတရားအားထုတ်တာနဲ့ပတ်သက်လို့ပထမမက်အထိရနိုင်အောင်အတွက်အားထုတ်နည်းကိုဒီစာမှာရေးသွားမှာဖြစ်ပါတယ်ဒီတော့တရားအားထုတ်နည်းမစခင်မှာကျွန်တော်တို့ဥတည်တဲ့ပထမမက်ရဲ့ နောက်ဆုံးဖြစ်ရမယ့်အကြောင်းကိုအနည်းငယ်ပြောချင်ပါတယ်။အားထုတ်ရမယ့်လမ်းစဉ်ကိုလည်းခြုံပြီးမြင်တတ်အောင်ပြောပြပါမယ်။တရားအားထုတ်တယ်ဆိုတာဟာတကယ်တော့ဒုက္ခသစ္စာဖြစ်တဲ့အခခအိုခြင်း၊တေခြင်း၊မွေးခြင်းစတာတွေဒုက္ခသစ္စာကနေလွတ်အောင်အရာရာပေါ်မှာတွေ့ကြမှုသမှုတရားသစ္စာကိုပယ်ဖျောက်ဖို့အတွက်ကျင့်ကြံအားထုတ်ကြပါပဲ။ ဒီလိုအားထုတ်တဲ့နေကိုမဂ္ဂအသစ္စာလို့ခေါ်ပြီးနောက်ဆုံးရလက်ဖြစ်တဲ့လွတ်မြောက်ရာကတော့နိရောဓအသစ္စာပဲဖြစ်ပါတယ်ဒီလိုအားထုတ်ဖို့အတွက်တဘာဝလွန်ကျန်စီမှုတွေမတိနိုင်တဲ့အချက်လက်တွေဖြစ်တဲ့ပါရမီဆိုတာတွေမလိုအပ်ပါဘူးတိဟိတ်ဟုတ်မဟုတ်ဆိုတာကလည်းစဉ်းစားစရာမလိုပါဘူးလိုအပ်တာကတော့နားလည်အောင်ကြိုးစားနိုင်စွမ်းနဲ့ ယိုသားမှုပဲဖြစ်ပါတယ်။တကယ်အားထုတ်မယ်ဆိုရင်လူတိုင်းရနိုင်ပါတယ်။ဘလောက်ထိတောင်လွယ်ကူလဲဆိုရင်တော့မြတ်စွာဘုရားလက်ထက်မှာ တရားနာရင်နဲ့ကိုစူးစမ်းပြီးရသွားကြတာလေအများကြီးပါ။ဒါကြောင့်ခက်ခဲမယ်လို့မတွေးထားပါနဲ့။ဆဆချင်းမှာမတည်ငြိမ်တဲ့စိတ်တွေကြောင့်အခက်တွေ့နိုင်ပေမဲ့ဆက်စူးစမ်းသွားရင်၃လအတွင်ရနိုင်ပါတယ်။ နေတိုင်းတော့အပြည့်အားထုတ်ဖို့လိုပါလိမ့်မယ်။သမုဒိယသစ္စာဆိုတာကတော့တဏှာဆိုတဲ့တမက်မှု တွေ့တာမှုလူချင်းမှုဆိုတာပဲဖြစ်ပြီးဒီလိုတမက်တွေ့တာလူချင်းနေတာဟာ အနေဆာဒုက္ခအနတ္တဆိုတဲ့ယုံနယ်ရဲ့လက္ခဏာတွေကိုမသိတာကြောင့်ပဲဖြစ်ပါတယ်။ဒီတော့ဒါကိုသိအောင်ယုံနယ်ပေါ်မှာအားဆိုင်ပြီးတတိထားတာ ရုပ်နံတစ်ခုရဲ့ပေါ်မှာပဲအာယုံစူးစိုက်ပြီးအနိစ္စဒုက္ခအနတ္တဟုတ်မဟုတ်ကိုဆင်ခြင်ကအနိစ္စဒုက္ခအနတ္တအမှန်ဖြစ်ကြောင်းအမှန်တိုင်းမြင်အောင်ကြိုးစားခြင်းဟာတရားအထုတ်ခြင်းပါပဲအာစိတ်တာကိုဝါယာမလို့ခေါ်ပြီးဆင်ခြင်တာကိုသင်္ကပ္ပလို့ခေါ်ပါတယ်အမှန်မြင်တာကိုတော့တမာဒိဋ္ဌိလို့ခေါ်ပါတယ် ဒီအလောက်ကိုလှုပ်တဲ့နေရာမှာအနိစ္စဒုက္ခအနတ္တသုံးမျိုးစလုံးကိုတပြိုင်တည်းမြင်နိုင်ဖို့ဆိုတာဟာမဖြစ်နိုင်ပါဘူးဒီတော့ကျွန်တော်တို့စူးစမ်းရတာကအနိစ္စဆိုတဲ့ဖြစ်ပြီးပြည့်နေတဲ့သဘောကိုမြင်အောင်ကြည့်ဖို့စူးစမ်းရပါမယ်ပြီးရင်အနတ္တခေါ်တဲ့ငါဆိုတာမဟုတ်ကြောင်းတတဝါဆိုတာမဟုတ်ကြောင်းသိဖို့စူးစမ်းရပါမယ်ပြီးတဲ့အခါမှာတော့အနိစ္စနဲ့အနတ္တဖြစ်တဲ့အတွက် ဒုက္ခဖြစ်တဲ့အကြောင်းကို လုံးဝသိမြင်သွားတဲ့အခါမှာတွေ့တာမှုတတ်မှတ်မှုလိုချင်မှုဆိုတာဟာ တရားအကြောင်းအကျိုးသဘောအရာပျောက်သွားပြီသမုဒိယသစ္စာတဏှာသိသွားတဲ့အခါမှာသမုဒိယသိတဲ့အတွက်ဒုက္ခချုပ်ပြီနိဗ္ဗာန်ဖြစ်တဲ့និရောဓကိုမျက်မှောက်ပြုတာပါပဲဒီလိုဖြစ်သွားပြီဆိုရင်တော့ဒါကိုပထမမက်ကြတယ်လို့ခေါ်ပြီး ဒီအဆင့်ကိုရောက်ပြီးသွားသူကိုတောတာပန်လို့သတ်မှတ်ကြပါပဲ။ဒီတော့ကျွန်တော်တို့လုပ်ရမယ့်အလုပ်ရဲ့အတိုချုပ်ကတော့ဒါပါပဲ။ဒီအလုပ်ကိုလုပ်တဲ့အခါမှာစင်ကဲဖြစ်စဉ်ကအရေးကြီးပါတယ်။ဆိုလိုတာကတော့ဒီအလုပ်ထဲမှာပဲအာယုံစိုက်ထားပြီးတောက်လျှောက်လုပ်ဖို့လိုပါတယ်။ဒီလိုတောက်လျှောက်လုပ်နေမှသာတတိထားမှုတည်ကြည်မှုတစ်ခုတည်းတွင်အာယုံစိုက်နိုင်မှု။ ယုံကြည်မှုအမှန်မြင်မှုတို့ဟာ တိုးတက်လာမှလည်းဖြစ်ပါတယ်။အချိန်တကူအားထုတ်ပြီးရက်လိုက်မယ်ဆိုရင်တော့မိမိတို့လိုရာကိုရောက်ဖို့ခက်ခဲပါလိမ့်မယ်။ဒါကြောင့်ဒီအလုပ်ကိုဆုံးဖြတ်ချက်တစ်ခုချပြီးအားထုတ်ဖို့ကလည်းအလွန်ပဲအရေးကြီးပါတယ်။မက်ဖို့ရသွားတဲ့သူတွေမှာတူညီတာကတော့ဇွဲပဲဖြစ်ပါတယ်။ဝရိယဆိုတာကအချိန်တစ်ခုအတွင်းမှာအားဆိုင်နိုင်မှု တီးခံနိုင်မှုလို့ဘာသာပြတ်မယ်ဆိုရင်ဇွဲဆိုတာကတော့အလုံးမအောင်မြင်မချင်းဇက်တိုက်အားထုတ်နေတယ်ဆိုတာပါပဲအလုံးတစ်ခုကိုအောင်မြင်သည်ထိလုံမယ်နောက်ဆုံးအချိန်မရတော့လို့ဘယ်ချိန်မှသိမယ်ဆိုတာဘယ်သူမှမသိနိုင်လို့တေးသွားသည့်တိုင်အောင်တေးသည်ထိလုံသွားမယ်ဆိုရဲဆုံးဖြတ်ချက်ဟာအ धिक အလွန်ပဲကြလာပါတယ်ဒီလိုဆုံးဖြတ်ချက်ရှိရင်အလုံးတစ်ဝက်အောင်မြင်ပြီလို့ပြောနိုင်ပါတယ် ီတော့ကျွန်တော်တို့အနေနဲ့ကဘယ်အရာပေါ်မှာအနိစ္စဒုက္ခအနတ္တဆင်ခြင်ရမလဲဆိုရင်တော့ယုံ nant ပေါ်မှာဆင်ခြင်ရမှာပဲဖြစ်ပါတယ်ဒီနေရာမှာယုံနဲ့နံဟာသင်္ခါရတရားဆိုတာကိုလည်းသိထားဖို့လိုပါတယ်သင်္ခါရတရားဆိုတာကတော့ အကြောင်းကြောင့်ဖြစ်လာတဲ့အကျိုးတရားမှန်သမျှကိုခေါ်တာဖြစ်ပြီးယုတ်ဟာကံစိတ်ဥဒုအဟာရကြောင့်ဖြစ်လာတဲ့အတွက်သင်္ခါရတရားပဲဖြစ်ပါတယ် နံကတော့အာယုံထရာယထိပါမှုကြောင့်ဖြစ်တာမို့သင်္ခါရတရားပဲဖြစ်ပါတယ်။အဲ့ဒီတော့သိရမှာကရုပ်ဆိုတာဒီအကြောင်းကြောင့်ဖြစ်သည်။နံဆိုတာဒီအကြောင်းကြောင့်ဖြစ်သည်။ထို့ကြောင့်သင်္ခါရတရားများဖြစ်သည်လို့ပဲဖြစ်ပါတယ်။ဒီတော့ယုံနဲ့နံဆိုတာကိုကျွန်တော်တို့စပြီးနားလည်ဖို့လိုပါတယ်။နားလည်လွယ်အောင်ပြောရရင်တော့ ရုပ်ဆိုတာကမြင်ရတဲ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ပြောတာဖြစ်ပြီးယေဘုယအဖြစ်မြင်ရတဲ့အကောင့်ထဲရှိတဲ့အရာလို့ပြောနိုင်ပါတယ်။နန်းဆိုတာကတော့အကျင့်အတွေးခံစားချက်မှတ်သားမှုလှောက်ရှားလို့စိတ်နောက်တွင်ဖြစ်သောစေစောမှုတိမှုစတဲ့အကောင့်ထဲမရှိတဲ့မမြင်ရတဲ့အရာတွေပဲဖြစ်ပါတယ်။ ရုပ်ဟာအကောင့်ထဲရှိပြီးနာမ်ဟာအကောင့်ထဲလုံးဝမရှိတဲ့အရာလို့အလွယ်ပြောနိုင်ပါတယ်။နာမ်ကိုအသေးစိတ်ခွဲချင်ရင်တော့ခံစားမှု၊သိမှု၊မှတ်သားမှု၊စေ့စော်မှုဆိုပြီး အစုလေးစုရပါတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့ပထမဆုံးလောက်ရမှာကတော့ပြည့်ညက်နဲ့ပရမတ်ဆိုတဲ့စကားနှလုံးမှာပဲ။ ြဉ္ညက်ဆိုတာကတော့ရုပ်နံပေါ်မှာအမိသတ်မှတ်ထားတာတွေဖြစ်ပါတယ်။ဥပမာထက်အောင်ဆိုတာကပြဉ္ညက်ဖြစ်ပြီးရုပ်နံဆိုတာကတော့ပရမတ်ဖြစ်ပါတယ်။ပရမတ်အနေနဲ့တတဝါအလုံးဟာရုပ်နံများသာဖြစ်ပြီးပြဉ္ညက်အနေနဲ့တော့လူနဲ့ပြမာဒိဋ္ဌံစသဖြင့်ခွဲခြားထားပါတယ်။ဒီကမှအမိတွေသတ်မှတ်ထားကြပါတယ်။အဲ့ဒီတော့အမိတွေဆိုတာကပြဉ္ညက်တွေလို့နားလည်နိုင်ပါတယ်။ ရုပ်နဲ့အနေနဲ့ပြောမယ်ဆိုရင်ပရမတ်လို့ခေါ်ပြီးအမိသက်မှတ်ရင်တော့ပြည့်ညက်လို့ပြောရမှာပဲဖြစ်ပါတယ်။တရားအထုံးမှု ပထမနေ့မှာ9ရက်မြောက်အထိ အတော်တွဲမှာလှုပ်စီချင်တာကတော့ရုပ်ဆိုတာဘာလဲ။နာမ်ဆိုတာဟာဘာလဲ။ဆိုတာနဲ့ပတ်သက်ပြီးကိုယ်တိုင်နားလည်အောင်ကြိုးစားခြင်း။နာမ်အမျိုးအစားအစုလေးစုကို ကို့မှာဖြစ်တဲ့အခါဘယ်သဘောကဘယ်နဲ့အစုထဲမှာပါလဲဆိုတာကို အမိတက်ဖို့နဲ့ပညာနဲ့ပရမတ်ကို ခွဲခြားပြီးနားလည်ဖို့ပဲဖြစ်ပါတယ်။ယုတ်ခန္ဓာဆိုတာကိုခေါင်းခါခြေလက်စသဖြင့်သတ်မှတ်တာကပညာဖြစ်ပြီးအာလုံးဟာတူညီသောယုတ်တရားများပေါင်းစုထားတဲ့ယုတ်အနေနဲ့မြင်တာကတော့ပရမတ်ပဲဖြစ်ပါတယ်။ နံဆိုတဲ့နေရာမှာတော့နံအစုလေးခုနံခန္ဓာလေးခုခန္ဓာဆိုဒီမှာအစုဝေးလို့အဓိပ္ပာယ်ရပါတယ်။ကိုယ်ခွဲတိဖို့လိုပါတယ်။ပထမတစ်ခုကတော့ဝေဒနာခံစားမှုအစုဝေးဝေဒနာခန္ဓာလို့ခေါ်ပါတယ်။ဝေဒနာမှာဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခာဝေဒနာဆိုတဲ့ဝေဒနာ၃မျိုးရှိပြီး ဒုက္ခဝေဒနာသည်ကောင်းသည်ဆိုသောခံစားချက်ဒုက္ခဝေဒနာသည် မခံတာသောခံစားချက်ဥပ္ပခဝေဒနာကတော့အကောင်အဆိုးမသိနိုင်သောခံစားချက်ပဲဖြစ်ပါတယ်။သုံးမျိုးရှိတဲ့အတွက်ဝေဒနာအစုဝေလို့ခေါ်ခြင်းလည်းဖြစ်ပါတယ်။ဒီနေရာမှာမျက်စိနားနှာခေါင်းရှာကိုယ်စိတ်ဆိုတာကိုဓာရလို့ခေါ်ပြီး အစင်အတန်အနံ့အရသာအထီအတွေ့ကြံတွေးစရာများကိုတော့အာယုံလို့ခေါ်ပါတယ်။ဒီလို အာယုံနဲ့ဓာရထိတဲ့အခါမှာ ဝေဒနာတွေဖြစ်ပြီးမြင်စိတ်ကြားစိတ်နံစိတ်ရတာသိစိတ်အထီတွေ့သိစိတ်ကြံတွေးစိတ်ဆိုတာတွေဟာဖြစ်လာတာပဲဖြစ်ပါတယ်။စိတ်တွေကိုတော့ဝิญဉဏ်လို့ခေါ်ပါတယ်။ဖြစ်လာတဲ့ဝေဒနာတွေကတော့ မျက်စိနားနှာခေါင်းရှာနဲ့စိတ်မှဖြစ်တာကို ဥပိ္ပခဝေဒနာလို့ခေါ်ပြီးကိုယ်ပေါ်မှာတော့ဒုက္ခဒုက္ခဥပိ္ပခသုံးမျိုးစလုံးဖြစ်နိုင်ပါတယ်။ဒါကြောင့်ဝေဒနာနဲ့ပတ်သက်ရင်ဘယ်ချိန်မှဘာဝေဒနာဖြစ်တယ်ဆိုတာကိုသဘောပေါက်ဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ဝิญဉဏ်လို့ခေါ်ပါတယ်။သူကတော့သိစိတ်မှန်သမျှကိုခေါ်တာပါပဲ။ မြင်စိတ်ကြားစိတ်နံစိတ်အရတာခံစိတ်ထိတွေ့မှုခံစားစိတ်ကြံတွေးစိတ်ဓာရီအလုံးဟာဝိညာဉ်တွေပဲဖြစ်ပါတယ်တတိယတစ်ခုကတော့တင်ညာဖြစ်ပါတယ်တညာဆိုတာဟာမှတ်သားမှုမှတ်မိမှုဆိုတဲ့သဘောတွေဖြစ်ပြီးမြင်စိတ်ကြားစိတ်စတာတွေဖြစ်တဲ့အခါမှာနောက်မှာကဲ့ရဲ့မြင်သိစိတ်ကြားသိစိတ်စတာတွေက အတိတ်ကမှတ်သားထားတာတွေကို ပြန်မှတ်မိမှုဖြစ်ပြီးဝိညာဉ်နဲ့ပေါင်းဆက်ပြီးပေါ်လာတာပဲဖြစ်ပါတယ်။အကြောင်းအရာအတိတ်တွေဆိုရင်မှတ်သားစိတ်ဖြစ်ပြီးသိပြီးသားတွေဆိုရင်တော့မှတ်မိစိတ်ဖြစ်ပါတယ်။စတုထတစ်ခုကတော့သင်္ခါရခန္ဓာခေါ်တဲ့စေစောမှုသဘောအစုပဲဖြစ်ပါတယ်။စေစောမှုသဘောအစုကတော့စကားတစ်ခုကိုပြောခြင်းနဲ့ ပြောမယ်လို့ဆုံးဖြတ်တယ်။ဆိုရာရဲ့နောက်မှာ ပြောချင်တဲ့စေတနာလေးဖြစ်လာပြီးအဲ့ဒီစေတနာလေးကိုပဲစေစော်မှုလို့ခေါ်တာပဲဖြစ်ပါတယ်။ဒါဟာအနေငယ်သိရခက်တဲ့သဘောရှိပြီးပြောခဲ့တဲ့အချိန်ပထမအပတ်မှာဒီလေးခုကိုခန္ဓာမှာဖြစ်တဲ့အခါဘယ်ဟာကဝေဒနာဘယ်ဟာကဝိညာဉ်ဘယ်ဟာကတင်ညာဘယ်ဟာကသင်္ခါရဆိုတာကိုသိအောင်ကြိုးစားရမှာဖြစ်ပါတယ် ဒီနေရာမှာပြောတဲ့သင်္ခါရဆိုတာဟာသင်္ခါရတရားနဲ့စကလုံးတူပေမဲ့ရည်ညွှန်းနာခြင်းတော့မတူပါဘူးစိတ်ဆော်မှုကိုပဲသင်္ခါရအစုအဝေး သင်္ခါရခန္ဓာလို့ခေါ်တာဖြစ်ပါတယ်သင်္ခါရတရားဆိုတဲ့အထက်မှာတော့ဝေဒနာတင်ညာဝิญဉာဏ်သင်္ခါရအလုံးဟာ ပါဝင်နေတာပဲဖြစ်ပါတယ်ဒီတော့ယုံဉာဏ်တွေကိုပရမတ်လို့ခေါ်တာဖြစ်ပြီး အမိသက်မှတ်ချက်တွေကိုတော့ပြဉ္ညာလို့ခေါ်တာဖြစ်ပါတယ်။ဒီတိဆိုရင်တော့ကျွန်တော်တို့အနေနဲ့ပထမအပတ်မှာလုပ်ရမယ်။နားလည်အောင်ကြိုးစားရမယ်ကိစ္စတွေလုံလောက်ပြီလို့ထင်ပါတယ်။ဆက်ပါအောင်မယ်။ထက်အောင် 有幾分鐘以前被拿去捕捉，而現在馬濟蘇登時發熱。